မြန်မာအိန္ဒိယနယ်စပ်နဲ့ချင်းပြည်ထဲကပလဲဝဒေသမှာဝမ်ယောဂကူးစက်မှုအခြေအနေ ပြင်းထန်နေပြီးလူအယောက်300လောက်ထိယောဂဖြစ်ပွားနေပါတယ်။ဒါ့အပြင်အဲ့ဒီဒေသတွေထဲကဆေးရှောက်စခန်းတွေမှာဝမ်ယောဂကူးစက်မှုကြောင့်လူသေဆုံးမှုတွေပါ ရှိနေတာပါ။ဒီကြောင့်ကိုပီတာကသင်ဆက်ထားပါတယ်။မြန်မာအိန္ဒိယနယ်စပ်တွေမှာအထူးသဖြင့်ချင်းပြည်ပလဲဝခရိုင်နဲ့အနီးအနားရှိအိန္ဒိယဘက်ကမီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ဆေးရှောက်စခန်းတွေမှာပြင်းထန်တဲ့ ဝက်ပြဲဝမ်းလျှော်ရွက်ကကူးစက်မှုတွေကြီးကြီးမားမားဖြစ်ပွားနေတာကြောင့်လူအများအပြားထိခိုက်နေပါတယ်။အရခတ်တတော်အီအီထိချုပ်ထားတဲ့ပလဝခရိုင်ရှစ်လက်ဝတိုက်နယ်ထဲမှာဆိုရင်ဒေသခံတွေကုန်တယ်စုစုပေါင်းအယောက်300ဝန်းကျင်ကူးစက်ခံခဲ့ရတယ်လို့အီအီရဲ့ပြည်သူ့ကျန်းမာရေးဌာနကနိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ကုဆက်သူအယောက်30ဟာအသွင်းလူနာဖြစ်ဆေးကုသမှုခံယူခဲ့ရပြီးအလုံးပြန်လည်တက်တာလာပြီလို့ဆိုပါတယ်ဒီယောဂါဟာပလဲဝါနဲ့နန်နမိတ်ချင်းထိဆက်နေတဲ့ န္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ဒဲကနေဆက်ရွာကနေအစပြုခဲ့တာဖြစ်ပြီးတောက်တော့ရင်မတန့်ရှင်းမှုနဲ့တကူရင်တန့်ရှင်းမှုအားနည်းလာတွေကနေကူးဆက်တာလို့ယူဆနေကြပါတယ်ဆိုအောင်မြာကတော့အဲ့ဒီကာဂီဖစ်ရှောင်းစခန်းဖြစ်တယ်ပေါ့နော်ဒီဖြစ်တာကတော့ရှေ့ကနေကလေးနဲ့သူနင်းနေစီဖြစ်ကြတယ်ဒါပေမဲ့ဆိုးရတာက9ရက်နဲ့10ရက်ပေါ့နော်အဲ့ဒီ3ရက်ကဟိုဦးမ ထပ်တူးတွေလည်းများလာပြီးမှပုံဆွေးရနေတာရှိတယ်။ယောဂကုသမှုနှုံလုံးဝမရှိတော့တဲ့အထိထိတ်ချုပ်ကကွယ်ရေးလုပ်ငန်းတွေဆောက်ရသွားမယ်လို့အေအေချမ်းမကြီးဌာနကပြောပါရယ်။ပိုပြီးစိုးရိမ်စရာကောင်းတဲ့အချိန်တွေကတော့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဘက်ချမ်းကစစ်ပေးဆောင်စခန်းတွေမှာဖြစ်ပါရယ်။ချင်းပြည်ပလဲဝဒေတာကစစ်ပေးဆောင်900ကျော်ခိုးလုံတဲ့ကာကီတူဒင်းစခန်းအပဝင်စခန်းတုံးခုမှာဝန်ယောဂါကြောင့်ကလင်းငယ်တွေအပဝင်နေဆုံးသူစုစုပေါင်း 9ရောက်တိရှိလာပြီလို့စခန်းတာဝန်ရှိသူတွေနဲ့ကုညီထောက်ပံ့ရေးအဖွဲ့တွေကအတည်ပြုပြောကြပါတယ်။ကုရဲ့လက်တော်ရဲ့ချစ်တဲ့ဒီအာစေဝါလုံးလုံးရနိုင်ဖို့အတွက်တော့ကျွန်တော်တို့လိုချင်တာပေါ့နော်။ဒီအတိုင်းသာဒီရင်ဆိုင်ရအောင်မှာဆိုတော့ပြောလို့မရသေးဘူးအခုကဒီထိနိုင်တဲ့အနေထားမဟုတ်သေးဘူးထပ်တိုးတွေလည်းရှိတဲ့ကကြတော့ဒီကျမရေးဆောင်ရှောက်မှုအတွက်တော့အရေးပေါ်လူအတဲလို့တော့ဒါဟိုပြောချင်ပါတယ်ဟုတ်ဆရာ။ လက်ရှိမှာဆေးဝါးလုံလောက်မှုရှိတာကြောင့်ယောဂကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ခက်ခဲနေပြီးကူးစက်မှုကိုဟန်တားနိုင်ဖို့အတွက်ကာကီယောကိုရာယီလော့ဒေါင်းချထားရတဲ့အခြေအနေမျိုးတွေ့ရှိနေပါတယ်။ဒီယောဂအခြေအနေကြောင့်ရခိုင်ခန့်နေမီဇိုရန်ဘက်ကိုတွားတဲ့အဓိကကုံတွယ်ရေးလမ်းကြောင်းတွေကိုလည်းနိုဝင်ဘာလ23ရက်နေ့ကစပြီးရာယီပိတ်လိုက်ရပြီလို့ကုံတွယ်တွေကပြောပါတယ်။